တီဟီရန်ရဲ့နျူကလ িয়ার စီမံကိန်းနဲ့ပတ်သက်လို့တကပိတ်အစည်းအဝေးကျင်းပရေးကုလသမဂ္ဂလုံခြုံရေးကောင်စီကိုတလွဲတုံးချတယ်ဆိုပြီးဗြိတိန်၊ပြင်သစ်နဲ့ဂျာမနီတံမတ်တွေကိုအီရန်နိုင်ငံသားရေးဝန်ကြီးဌာနကမတ်13ရက်မှာဆင့်ခေါ်ခဲ့ကြောင်းနိုင်ငံပိုင်မီဒီယာတွေမှာဖော်ပြပါတယ်။တီဟီရန်ကယူနီယံတန့်စင်မှုကိုလက်နက်ထုတ်လုပ်နိုင်တဲ့အဆင့်အထိတိုးမြင့်ထုတ်လုပ်နေရတဲ့ပတ်သက်လို့လုံခြုံရေးကောင်စီမှာတကပိတ်ဆွေးနွေးနေချိန်ဗြိတိန်ကအီရန်နေနဲ့နျူကလ িয়ার လက်နက်မပိုင်ဆိုင်စေရေးလိုအပ်ရင်ကုလရဲ့တိုက်ခတ်ပိတ်ဆို့မှုတွေပြန်လုပ်မယ်လို့မတ်12ရက်မှာသတိပေးခဲ့တာပါ။ နျူကလ িয়ার လက်နက်တွေထုတ်လို့တဲ့ဆန္ဒရှိတယ်လို့ပြောဆိုမှုတွေကိုအီရန်ကပယ်ချထားပြီးသူတို့ရဲ့နျူကလ িয়ার စီမံကိန်းဟာငြိမ်းချမ်းရေးအတွက်ပဲဖြစ်တယ်လို့ပြောထားပါတယ်။ဒါပေမဲ့နိုင်ငံတကာအနုမြူစွမ်းအင်အေဂျင်စီ IAEA ကအီရန်ဟာယူနီယံတွေကို60ရာခိုင်နှုန်းအထိတန့်စင်ထားပြီးလက်နက်ထုတ်လုပ်နိုင်တဲ့အဆင့်ဖြစ်တဲ့60ရာခိုင်နှုန်းတန့်စင်ရေးမကြသေးခင်ကတွန်းမြင့်ထုတ်လုပ်နေတယ်လို့ပြောပါတယ်။ရပ်ဖတ်အတွက်အသုံးပြုရေးယူနီယံတွေကိုအဲ့လောက်တန့်စင်စရာမလိုဘူးလို့အနောက်နိုင်ငံတွေကကြေကြာထားပြီး နျူကလ িয়ার လက်နက်ထုတ်လုပ်ရေးအတွက်မဟုတ်ရင်ဘယ်နိုင်ငံကမှအဲ့ဒီလောက်တန့်စင်ထုတ်လုပ်တာမျိုးမရှိဘူးလို့ပြောဆိုထားပါတယ်။ကုလတကပိတ်အစည်းအဝေးကျင်းပရေးလုံခြုံရေးကောင်စီဝင်15နိုင်ငံတဲက6နိုင်ငံဖြစ်တဲ့ American, Britain, ပြင်သစ်၊ Germany, တောင်ကိုရီးယား၊ Greece နဲ့ပနားမားတို့ကတောင်းဆိုခဲ့တာဖြစ်ပါတယ်။ကမ္ဘာမှာနျူကလ িয়ার လက်နက်ထုတ်လုပ်ဖို့ US ချက်မရှိဘဲ Uranium တွေကိုအဲ့ဒီလောက်အတိုင်းအတာထိတန့်စင်ထုတ်လုပ်နေတာ Iran နိုင်ငံနဲ့ပဲရှိတယ်လို့လုံခြုံရေးကောင်စီအစည်းအဝေးပြီးမှ American တက်လမန်တွေကပြောကြားထားပါတယ်။ဒါကြောင့်ငြိမ်းချမ်းရေးအတွက်ထုတ်လုပ်နေတယ်ဆိုတော့ တီဟီရန်ရဲ့ပြောဆိုချက်ကိုယုံကြည်လို့မရဘူးလို့အမေရိကန်ကပြောပါတယ်။အီရန်ထိပ်တန်းကောင်းဆောင်အယာတိုလာအလီခါမီနီကတီဟီရန်ရဲ့နျူကလ িয়ার စီမံကိန်းနဲ့ပတ်သက်လို့ညှိနှိုင်းဖို့အမေရိကန်ရဲ့အဆိုပြုချက်ကိုပယ်ချထားပါတယ်။အီရန်နိုင်ငံခြားရေးဝန်ကြီးကတော့နျူကလ িয়ার စီမံကိန်းနဲ့ပတ်သက်လို့ဝါရှင်တန်နဲ့ဆွေးနွေးလိုတယ်လို့ပြောထားကြောင်းနိုင်ငံပိုင်သတင်းဌာနကအမှတ်73ရက်နေ့မှာဖော်ပြခဲ့ပါတယ်။